င်္ဂလာပါရှင် ရှမ်းအေကူမီဒီယာကကြိုဆိုပါတယ်ယနေ့တော့ရှမ်းပြည်နယ်အတွင်းရှိပြည်သူများရဲ့အစာအသောက်နှင့်စေဝါများဘေးကင်းရေးအတွက်အဓိကထားဆောင်ရွက်ပေးနေတယ်ရှမ်းပြည်နယ်အစာအသောက်နှင့်စေဝါကုကရေးဦးစီးဌာနရဲ့အများပြည်သူအတွက်ဆောင်ရွက်ပေးနေမှုကိုသိရှိနိုင်ရန်အတွက်တာဝန်ရှိသူတအုပ်နှင့်တွဲဆောင်မင်းမြတ်နေစီစဉ်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမင်္ဂလာပါရှင်ရှမ်းအေကူမီဒီယာကကြိုဆိုပါတယ်ဆရာရဲ့တာဝန်ယူရတဲ့ဌာနရဲ့ဆရာရဲ့နာမည်နဲ့မိတ်ဆက်ပေးပါဦးရှင်ဆရာပြည်နယ်ဦးစီးမှု ဟိုချန်ပီယံရဲ့ FDA ဌာနကနော်ဒေါက်တာကျော်တန်းထေပါဟုတ်ကဲ့ဆရာရှမ်းပြည်နယ် FDA အနေနဲ့အများပြည်သူအစားအသောက်တွေစီးပွားတွေနဲ့ပတ်သက်ပြီးဘေးကင်းလုံခြုံရေးအတွက်အောက်ပါအချက်တွေကိုအဓိကထားလှုံ့ဆော်ပေးနေကြောင်းသိရပါတယ်ဆရာတင်အစားအသောက်နဲ့စီးပွားတွေရဲ့ဘေးကင်းလုံခြုံမှုကိုစောင့်ကြည့်ခြင်းနှစ်ဥပဒေနဲ့အညီကုကဲခြင်းသုံးလူလူကျန်းမာရေးအတွက်စီမံချမှတ်ခြင်းလေးပြည်သူလူထုအားအသိပညာပေးခြင်းငါးချိုးဖောက်မှုများကိုအေးအေးယူခြင်းခြောက်သူတေသနာနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်းကိုအဲ့အရာ ဆောင်ရွက်နေရေးဆိုတာကျမအနေနဲ့သိထားပါရရှင်ဆရာအဲ့ဒီလုပ်ငန်းတွေအပြင်ဆရာတို့အနေနဲ့အခြားလုပ်ငန်းများဆောင်ရွက်တာရှိရင်ပြောပြပေးပါအောင်ရှင်ဆရာဟိုဆရာတို့အဲရှမ်းပြည်နယ်စားတောင်းတဲ့စေဝါကုန်ကယ်ဦးစီးဌာနအနေနဲ့အဲ2015ခုလောက်မှာစပြီးတော့ဖွဲ့စည်းပြီးတော့ဆောင်ရွက်ခဲ့ပါတယ်နော်ဟုတ်ကဲ့ဟိုအဓိကတော့တို့လူလူကျမ်းမာရေးအတွက်အရေးကြီးတာအစားအသောက်ရေဟိုဆေးဝါးရေ ဒါအဓိကအရင်ကြည့်တဲ့ထဲမှာပါတာပေါ့လေနော်တကယ်အဲ့ဒီထဲမှာအစားတောင်းတဲ့ပတ်သက်လို့လေခုနအဲတမိပြောရတဲ့အတိုင်းပဲသူကဈေးကွက်မတင်မီအစားတောင်းထုတ်လုပ်တဲ့ဆရာနေစပြီးတော့ဆရာတို့အဲထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေကို GMB နဲ့အညီထုတ်လုပ်ဖို့ရအဲကြည့်ချက် Google ပေးပါတယ်ဒါနဲ့ကိုက်ညီမှပဲအဲထုတ်လုပ်ခွင့်ကိုပြုပါတယ်အဲဒါနဲ့ပတ်သက်ပြီးတော့တစ်ဆက်တည်းအဓိကပေါ့နိုင်ငံတော်ကနေပြီးတော့ဟိုအထူးအရေးကြီး ကုန်ပစ္စည်းအဖြစ်သတ်မှတ်ထားတာရေသန်းလုပ်ငန်းနဲ့နော်စီလုပ်ငန်းတွေပေါ့လေနော်ဒါတွေကတော့ FDA ကိုမဖြစ်မနေဆောင်ရွက်ရပါတယ်ကျန်တဲ့အစားအသောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေကတော့ဒါသူတို့ရဲ့ဟိုလုပ်ငန်းရဲ့ထုတ်ကုန်ရဲ့သူရဲ့ပုံရိပ်ကုန်မြင့်စေလို့ဟို FDA ရှောက်နေဆိုရင်သူတို့ကအဲရှောက်လို့ရပါတယ်အဲတချို့ကုန်တိုင်ကြီးတွေတော်တော်များလည်း FDA license ရပြီးသားကုန်ပစ္စည်းမှသူတို့လက်ခံနေအတွက်နော်သူတို့တွေအဲအဲ့ဒါရောရှောက်ကြပါတယ်ဟုတ်ကဲ့ခုနဆရာ ပြောကြင်တာကတော့သူကအဲ့ဒီအစားအသောက်နဲ့တဲမှာသူကအဲ့ဒီရေတန်းနဲ့စီလုပ်ငန်းကတော့သူကအဲ့မဖြစ်မနေရှောက်ပါတယ်နော်အဲ့တော့ဟိုဖောက်ပြဲရင်တော့ခုနအမျိုးသားအဲ့ဒီစားသောက်ဥပဒေတွေနဲ့သူကအေးအေးယူခံရနိုင်နေဒါကိုလည်းဆရာတို့ကြကြပြန့်ပြန့်အဲ့ဒီအစားအသောက်ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေကိုဆရာရုံမှာခေါ်ပြီးတော့ပညာပေးတာတွေရော ်အော်ဈေးတွေကိုလှက်လှက်စစ်စစ်တဲ့အခါပညာပေးတာတွေရောအဲဆောင်ရွက်ပါတယ်ဒါကတော့ဟာဈေးကွက်မတင်မီအတွက်ပြောတာပါနေနော်အဲဈေးကွက်တင်ပြီးတဲ့အချိန်မှလဲသူတို့အဲသူတို့ဇာတ်ရတ်သတ်မှတ်ချက်အတိုင်းသူတို့အမှန်တကယ်စံချိန်စံညွန်းနဲ့အညီကုန်ပစ္စည်းတွေရှိလားဆိုတာကိုဇာတ်ရောင်းတခင် စစ်ဆေးတာရှိတာပါနော်အဲကုန်တိုက်ပြန်နေဝယ်ပြီးတော့စစ်ဆေးတယ်အဲ့မှာကိုင်းညီမှုမရှိရင်ပြန်ပြီးတော့အဲထုတ်လုပ်တဲ့ဌာနကိုတတိပေးတာ ပြန်လည်းပြင်ဆင်ချက်တွေပြုလုပ်ရတာဒါလုပ်ပေးပါတယ်။ဟုတ်ကဲ့။အဲဒါအစားအသောက်နဲ့ပတ်သက်လို့ဆရာတို့ကဦးစားပေးပြီးဆောင်ရွက်နေတာပေါ့လေ။အခုဆိုရင်လည်းနိုင်ငံတော်ကနေပြီးတော့အစားအသောက်ဘေးကင်း လုံခြုံရေးမူဝါဒဟို2022ခုနှစ်တည်းရတော့ချမှတ်ပြီးသားဖြစ်ပါတယ်နော်။ဂျန်နဲ့ဆက်ဆက်ဝင်ကြီးဌာနတွေနဲ့လည်းပူးပေါင်းပြီးတော့အဓိကတော့သူကအစားအသောက်အာဏာပိုင်အဖွဲ့ရဲ့နောက်အစားအသောက်ထုတ်လုပ်သူအဖွဲ့ရဲ့နောက်ဆရာတို့အဲ့ဒီစားသုံးမှုတွေအဖွဲ့ပေါ့နော်။အဲသူတို့တွေပူးပေါင်းပြီးတော့ဆောင်ရွက်တော့ အာဏာပိုင်အဖွဲ့မှာတော့ဇာတို့အဲပြည်နယ်အဆင့်ဝင်ကြီးဌာနတွေအကုန်လုံးပါတာပေါ့လေနော်အကုန်လုံးနှီးပါပေါ့အကုန်လုံးနှီးပါဆိုတာအစားတော့ထုတ်လုပ်တာနဲ့ပတ်သက်လို့အဓိကတာဝန်ရှိတဲ့အဲစိုက်ပျိုးရေးဝင်းမြူရေးဆယ်မြောင်းဝင်ကြီးဌာနရယ်နောက်ပြည်သူ့ကျန်းမာရေးဌာနရယ်နောက်တခါအစားတော့တင်သွင်းတဲ့အဲစီပွားကူတန်းဌာနတွေရယ်နောက်စီဗင်ရယ်ရန်ကုန်မြို့တော်ဝင်နောက်ကြအဲမန်ဟို နေပြည်တော်မြို့တော်ပဲမန္တလေးမြို့တော်ပဲသူတို့တွေပါတယ်နော်ပြည်နယ်နယ်တိုင်းကအစီအပင်ဝင်ကြီးတွေလည်းအကုန်လုံးပါပြီတော့အဓိကရွေချက်ကတော့ဆရာတို့ပြည်သူလူထုကိုသူကအန္တရာယ်ကင်းဘေးရှင်ယောဂကင်းစေတဲ့အစားအသောက်တွေစားဖို့ပေါ့လေနော်ဒါနဲ့တစ်ဆက်တည်းမှာလည်းသူကစားသုံးတဲ့သူတွေမှာလည်းအဓိကတာဝန်ရှိတာပေါ့လေနော်တာဝန်ရှိတဲ့ဆိုတာကျမ်းမာရေးနဲ့ညီညွတ်တဲ့စားသုံးတဲ့အကျင့်ရှိအောင်ဒါကကျမ်းမာရေးရယ်ပညာပေးတယ်ရေဒီယိုမြမအတန်မီဒီယာတွေကလည်းသူကအကုန်လုံး ပညာပေးအစီအစဉ်မကြာခဏထုတ်လွှင့်ပေးတာရှိတယ်။အဲ့ဒါလေးတွေကလိုင်းနာဖို့လိုတာပေါ့။အစားကောင်းတဲ့ပတ်သက်ရင်သူကစားတိုင်းလည်းမကောင်းမျှတောင်းစားဖို့ရတယ်။အနေကင်းဖေးရှင်းတာတဲ့ဟာကိုရွေးချယ်စားတတ်ဖို့ရယ်။အဓိကတော့တန်ရှင်းလက်ဆက်ကြောက်အောင် ချက်ထားတဲ့အစားတောက်တွေစားရဆိုရင်တော့ဒီလိုလူတို့အနေနဲ့အဲ့ဒါဘေးအန္တရာယ်ကင်းရှင်းပါတယ်เนาะဟုတ်ကဲ့ပြီးပြီးတော့အဲတချို့ကြတော့လေစိုးစေးတွေပါတယ်မျက်စိပါလာတာဖြစ်ဒါမှစားကျင်တာတို့အဲ့လိုမျိုးတွေရှိတယ်လေเนาะ ရှိတဲ့ခါကျတော့တချို့ကျတော့လေအဲစိုးစင်းနဲ့ပတ်သက်ပြီးတော့သူကဟိုတဘာဝစိုးစင်းရတော့ဘာမှပြဿနာမရှိဘူးသို့တော်လေတချို့ကျတော့တဘာဝစိုးစင်းကိုလွန်ပြီးတော့အဲဓာတ်ရုပ်တွေကစိုးစင်းတွေတုံးနေတုံးနေဆိုရင်တော့ဒါကျမကြီးအတွက်ကြီးကြိုက်တယ်လေဒါမျိုးတွေလည်းဇာတို့ကပညာပေးတယ်လောက်ခွင့်လည်းမပေးဘူးတွေ့ရင်လည်းအဲဖန်းစီတယ်ဖြတ်သိမ်းတယ်အေးအေးယူတာတွေရှိတာပေါ့နော်ဟိုတလုံးကတော့ တော်တော်နာမည်ကြီးသွားတော့ formulin ပေါ့လေနော် formulin စေးတွေတွေ့တယ်ဆိုရှာလိုက်တော့လေတကယ်တွေ့တာများတယ်ပေါ့လေနော်များတော့အဲရန်ကုန်တိုင်းလို့မန္တလေးတိုင်းလို့မှာအဲစီပင်နဲ့ပူးပေါင်းပြီးတော့အဖွဲ့တွေနဲ့အဲထီရောက်ပညာပေးအေးအေးယူမှုတွေလုပ်တဲ့အတွက်အဲရွာပါးသလောက်တော့ဖြစ်သွားပြီသို့တော်လည်းနည်းနည်းပါးပါးတော့ကြံနေသေးတယ်ဒါတွေလည်းသက်ဆိုင်ရာအဲဝင်းကြီးဌာနတွေညွှန်ွယ်ဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့အဲပပြအောင်တော့ဆောင်ရွက်နေပါတယ်เนาะဟုတ်ကဲ့ပါဆရာဈေးလေးမှာလည်းဆရာတို့ပညာပေးပါတယ်ဟုတ်ကဲ့ဇာတောင်းနဲ့ဒါပတ်သက်ပြီးတော့ဗောနော်နောက်တစ်ခုကဆေးဝါးဗောလေနော်ဟုတ်ဇာတောင်းနဲ့ဆေးဝါးကိုယ်ကယ်ရေးဦးစီးဌာနတော့ဆေးဝါးဆေးဝါးတော့ဆရာတို့ကမြန်မာပြည်မှာထုတ်လုပ်ကြတဲ့ကသူကစံချိန်စံကျွန်းမှီအောင်အဓိကဆေးနဲ့ပတ်သက်ရင်ဆရာတို့က quality safety efficacy ပေါ့နော် quality ကတော့သူ့ရဲ့အရေးအသွေးဘေးအန္တရာယ်ကင်းရှင်းရေးအာနိသင်ထက်မြက်ရေး တကဘာလုံးလည်းဒီအချက်နဲ့ပဲသူကထုတ်လုပ်ရတာဖြစ်တာပေါ့နော်ဟုတ်ကဲ့တချို့ကြတော့လည်းဟိုကိုစီးပွားရေးအကျိုးအမြတ်ရချင်တာနဲ့စံမမီအောင် ရှော့တာတို့လောက်တာတို့ရှိတယ်အဲဒါတွေကတော့ဇာတ်လို့နိုင်ငံတွေမှာတော့မရှိဘူးအဲတိုးတော့လည်းတခြားနိုင်ငံတွေကနေပြီးတော့စီးတူထုတ်တာရောင်းတာဟောဒီလောက်တာတွေရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းဇာတ်လို့ကပင်ဂျန်19ဆိုပြီးတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့နောက် interval လို့ခေါ်တဲ့အပြည်ဆိုင်ရဲတပ်ဖွဲ့နဲ့အဲချိတ်ဆက်ပြီးတော့ ဒီမြန်မာနိုင်ငံတော့မဝင်အောင်ဟုတ်ကဲ့ဈေးတူတွေမဝင်အောင်ဆံမမီဈေးဝါတွေမဝင်အောင်အဲဆောင်ရွက်ပေးတယ်ဈေးဆိုင်တွေကိုလည်းဈေးကတော့ဒိတ်သတ်မှတ်ချက်ကြီးရထုတ်လုပ်တဲ့ဒိတ်ရနော် expire ဒိတ်ရပေါ့နော် expire ဒိတ်လွန်ပြီးသွားရင်တော့မသုံးတာတော့အကောင်းဆုံးပါလေဒါတွေမလွန်အောင်ဘယ်လိုစီမံခန့်ခွဲမလဲမလွန်ဘူးဒီဈေးကိုဘယ်လိုအသုံးချနိုင်မလဲအဲဆိုတာမျိုးတွေအဓိကအဖြစ်တော့ဈေးဝါတွေကတော့မြန်မာနိုင်ငံဈေးဝါ အမှတ်ပုံနဲ့အမှတ်ဆရာတို့ FD ရထုတ်ပေးတယ်ဟုတ်ကဲ့ဒီလိုမျိုးထုတ်ပေးပြီးသားဆေးဝါးတွေဟိုရောင်းချရင်တော့အကောင်းဆုံးပဲပေါ့လေနော်ဟုတ်အဲကျန်တဲ့ဆေးဝါးဆိုရင် and register drug တွေရောင်းနေဆိုရင်သူကမြန်မာနိုင်ငံဆေးဝါးဥပဒေနဲ့အရေးယူဖို့ရာအဲဆရာတို့ကအဲပြတ်ထန်းထားတာရှိတယ်အဲ့လိုနဲ့အရေးယူခဲ့ရတယ်လည်းရှိတယ်ပေါ့နိုင်တော့ဒါမျိုးလေးတွေဆောင်ရပါတယ်နော်ဆေးဝါးအပြင်ဆရာတို့ကတခြားဘာတွေပါသေးလဲဆိုတော့နော်သူကအလှကုန်တွေပေါ့နော်အလှကုန်အလှကုန်နဲ့ပတ်သက်လို့လည်း သူကဟိုသူကအလှကောင်ကလူတိုင်းလိုတော့ဒီခေတ်ထဲမှာအမျိုးသားအမျိုးသမီးရောတုံးကြတော့နေเนาะတုံးတဲ့အခါကျတော့သူတို့ရဲ့အဲ့ဒီဟိုပါဝင်တဲ့ပစ္စည်းတွေကခန္ဓာကိုယ်နဲ့ဓမ္မတက်မှုတွေပဲတချို့ဖြစ်တယ်တချို့ကျတော့လည်းဟိုအည်သွေးမမိပဲနဲ့ပေါ့เนาะတချို့အဲ့ဒီမာကျူဒီတို့ထည့်ထားတာတို့เนาะအဲအသားအရေးပြောင်းပြောင်းအောင်စတီရိုက်တွေထည့်ထားတယ်ဒါမျိုးဆေးဝါးတွေလည်းရှိတယ်ဟုတ်ကဲ့တို့အလှကုန်ပစ္စည်းတွေလည်းရှိတယ်အဲဒါတွေကိုလည်း အဲမတုံးဘူးအဲဆရာတို့ကဈေးဆိုင်တွေပေါ့အလှကုန်ပစ္စည်းဆိုင်တွေမှာသူကအများဟိုပညာပေးပါတယ်နော်ဟိုအဓိကတော့အလှကုန်နဲ့ပတ်သက်ပြီးတော့နော်ဆရာတို့ကစိန်ခေါ်မှုတွေရှိတာလောလောဆယ်ဥပဒေကမပြတ်ထမ်းသေးတော့လေနော်သူတို့အဲတက်ဆိုင်ရာကုမ္ပဏီတွေနဲ့အဲစီးပွားကူတန်းနဲ့ချိတ်ဆက်ပြီးတော့တွင်းထားတဲ့ဟာတွေပဲများနေသေးတော့နော်အကုန်လုံးဆရာတို့ကမစစ်နိုင်ဘူးအဲတို့တော့တိတ်နာမည်ကြီးတဲ့ကုမ္ပဏီဟို ။တဘာမှာလည်းတိတ်ပြီးတော့အဲမတုံးတဲ့အလှကုန်ပစ္စည်းတို့စစ်ဆေးလိုက်တဲ့အခါကျတော့မာတူရီပါရာတွေရှိတယ်၊စတီရိုက်ပါရာတွေရှိတယ်နော်။အဲဒါမျိုးတွေကျတော့ဆရာတို့ဘန်လုပ်တယ်။နောက်မတုံးမှုရတယ်။ဒါအလှကုန်နဲ့ပတ်သက်လို့နော် medical device လို့ခေါ်တာပေါ့လေ။စေးစေးနဲ့စေးပစ္စည်းတွေပေါ့နော်။တချို့ကျတော့လည်းဟောပေါ့။ဟိုတွေ့ ွေးကြတိုင်တဲ့ကိရိယာပေါ့နော်။သွေးပေါင်ခြင်းတိုင်တဲ့ကိရိယာတွေအဲဒါတွေမှန်ကန်မှုရှိဖို့ရတယ်။အဲသူတို့ပုံမှန်စစ်ဆေးတာတွေကုမ္ပဏီကနေပြီးတော့အဲဒီအတိုင်းပဲအများတန်းမှန်ကန်နေတယ်။နော်လိုအပ်ရင်လည်းဒီဆက်ရဲ့တော့အာမခံချက်ကိုသူက6လတစ်ကြိမ်တစ်နှစ်တစ်ကြိမ်အဲ့လိုပြန်စစ်ဆေးပြရတယ်။အဲဒါမှသူကသွေးပေါင်ခြင်းအမှန်တိုင်းသိမယ်။နော်သွေးကြော်တွေပါလေဆိုတာအမှန်တိုင်းသိမယ်။အဲ့ဆက်ကမှားနေတယ်။သွေးကြော်ကတော့တက်နေတယ်။ပြတာနင်းနေတယ်ဆိုရင်လည်းဒုက္ခ။ဟုတ်။အဲ အထက်ထဲမှာတော့ပုံမှန်ပဲတော့ပြတာများတယ်ဆိုတော့လူလူနာအတွက်လည်းမလို့အဘယ်နဲ့เนาะတွေးကြဟိုစီးကျို့တွေးကျို့ကြစေးတွေတောင်းပြီးလို့ပို့ပြီးတော့အဲအချင်းနေကျမရေထိခိုက်တာတွေအဲဖြစ်သွားတာတွေလည်းရှိတယ်ဒါမှမဟုတ်လို့လည်းဆရာတော်အဲ medical device ကိုလည်းဆရာတော်ကင်တွဲပါတယ်เนาะဒါအပြင်အဲဓာခွဲစံတမှုစစ်ဆေးမှုနဲ့ပတ်သက်လို့လည်းဆရာတော်ကအဲဆရာတော် FDA ကသူကကမ္ဘာအဆင့်မြေเนาะ ISO စံတင်းကို25ပေါ့လေဒီကောင်ရရှိထားတာဖြစ်ဟိုဓာတ်ခွဲကိုင်းနေဖြစ်ပါတယ်အဲ့ဒါကတော့နေပြည်တော်ရဲ့မန္တလေးရဲ့ရန်ကုန်ရဲ့ပေါ့လေနော်အခုအချိန်မှာတော့သူကအဲမြင်းကလင်းဘေးကြောင့်သူကအဲမန္တလေးနဲ့နေပြည်တော်ကတော့သူကဆောင်ရွက်နိုင်မှုပြန်ဆောက်ရပြင်ဆင်နေရတယ် အဲ့တော့လည်းမှရန်ကုန်မှာတော့ဆက်လက်ဆောင်ရပါတယ်အဲ့ဒါနဲ့လည်းအဲပုံမှန်လက်ပတ်နေတာရှိပါတယ်အဲဒီကောင်တွေကတော့ဆရာတို့ဌာနရဲ့လက်ရှိဆောင်ရွက်နေတဲ့အခြေအနေပေါ့လေဟုတ်ကဲ့ပါဆရာဟုတ်